ချမ်မြန်ဖြစ်သွားတဲ့ပကူအတင်းစီကအမှတ်ရဖို့မျှော်လင့်နေတဲ့ညီမလေးတို့အတင်းအားလုံးမင်္ဂလာပါချမ်မြန်ဖြစ်တာတည်ကြသွားတဲ့ပကူအတင်းကတော့လက်ကျန်ပွဲတွေကိုတိတ်အာရုံစိုက်တော့မှမဟုတ်ပဲနဲ့အပေါ်ရန်လောက်ပဲကံမှုရှိနေပါတယ်မိပြဆလော့ကိုတိုင်းကလည်းလက်ကျန်ပွဲတွေမှာလူစီမန်အပြောင်းလဲရှိမယ်ဆိုပြီးတော့ချုပ်ပြောထားခဲ့တာပါဒီလိုအချိန်မျိုးမှာပကူအတင်းစီကလည်းတနာမှတ်လေးတွေရဖို့မျှော်လင့်ရှာတာကတော့ညီမလေးတို့ပဲဖြစ်ပါတယ်ညီမလေးတို့ကဒီတစ်ပတ်ထဲမှာပကူအတင်းနဲ့ရင်ဆိုင်သွားရမှာဖြစ်ပြီးတော့တံပလာဝင်ငွေနဲ့ရမှတ်တွေလိုအပ်နေတာပါဒီနေ့တော့ပကူအတင်းနဲ့ညီမလေးတို့ကစားသွားကြမယ်ပရီးမီးယားလိပွဲစဉ်လေးကိုတိဆက်ပေးခြင်းပါ ါတယ်။မာလီတို့က Conference League ကစားနေရတုံးဆိုပေမဲ့ Premier League မှာလုံးမခတ်တဲ့ပြိုင်ဘက်တွေနဲ့မို့လို့ Premier League ကိုပဲအပိုပြီးအာရုံစိုက်နေခဲ့ပါတယ်။ဂျကာတန်အသင်းနဲ့ပထမကြော့ပွဲတုန်းကလည်းအကြီးကကစားသမားတချို့နဲ့အရန်တွေကိုပဲပေါင်းဆက်ပြီးပွဲထုတ်ခဲ့တာပါ။ဒါပေမဲ့လည်းဘကိုးတင်တဲ့ပွဲစဉ်မှာတော့သူတို့အသင်းရဲ့တောင်တင်းဆုံးလူစင်းကိုပဲချပြလာဖို့ရှိနေပါတယ်။ကုသမားနေရာမှာကတော့ Robert Sanchez ပါဝင်နိုင်မှုမသေးကြသေးတာကြောင့် Jorgen San နဲ့ပွဲထွက်လာဖို့ရှိနေပါတယ်။တိုက်စစ်မှု Jason တယောက်ကိုပေါပြန်တွေ့ပြီးယုံကြည်မှုပြန်လာတာကညီမလေးတို့တဲ့တင်ကောင်းလို့ဆိုရမှာပါ။ပါမတယောက်ကတော့ပုံမှန်ချေဆွန အောက်မှာရှိနေတုံးပဲဖြစ်ပါတယ်။ကျွန်တော်ကိုယ်တိုင်ပြောသားသလိုပဲပဲခူးသင်းရဲ့လူစင်းပိုင်းကအပြောင်းလဲတွေရှိလာဖို့လည်းတည်ကြနေပါတယ်။အဲဒီလိုပြောင်းလဲဆိုတဲ့နေရာမှာလုံးဝအရန်ကစားသမားတွေနဲ့ပွဲထွက်လာတာမျိုးတော့မဟုတ်နိုင်ပါဘူး။ဒါပေမဲ့တစ်ဖက်ကညီမလေးတို့ကလူမဆုံတဲ့ပဲခူးသင်းကိုတောင်ရှင်နိုင်ပါမလားဆိုတာစဉ်းစားစရာတော့ရှိနေပါတယ်။ထိတိုက်တွေ့ဆုံမှုတွေကိုကြည့်မယ်ဆိုရင်ပထမအကြော့တုန်းကလည်းပဲခူးသင်းကပဲနှစ်ကိုတကူဆိုတဲ့ရလတ်နဲ့အနိုင်ရရှိထားခဲ့ပါတယ်။အဲဒီပွဲမတိုင်ခင်ထိတိုက်တွေ့ဆုံမှုတွေမှာတော့တည်ကွင်းပြစ်ထားတာတွေပဲများနေခဲ့ပြီးတော့2021ခုနှစ်တွင်ကနောက်ဆုံးအနိုင်ရထားတာပါ။အရှိမာ ညီမလေးတို့ဟာအမှတ်ပေးစရာအဆင့်၅နေရာမှာတည်ရှိနေပြီးတော့အဆင့်၆ကတက်တော့အတင်းကိုဂျာမန်တူကိုခွာချချက်အတာနဲ့ကြော်တက်ထားခဲ့ပါတယ်။အဲကြောင့်လက်ရှိအဆင့်အရာဒံပလာဝင်ဝင်ရတဲ့နေရာမှာရှိနေသေးတယ်ဆိုပေမဲ့တေချာမှုတော့ရှိမနေသေးပါဘူး။ သူတို့ကတိတော်အတင်နဲ့အစစ်ခွနိကဗီလာအတင်တို့ကအချိန်မီရေကြော်တက်သွားနိုင်တဲ့အနေထားမှာရှိနေပါတယ်။အကြောင်းလက်ကျန်ပွဲစဉ်ဒီမှာညီမလေးတို့အာယုံဆိုင်ရအောင်မှဖြစ်ပြီးတော့ပဲခူးအတင်ရဲ့ပွဲမှာလည်းတနက်နာရမှတ်တွေရှိရမှာပါ။ပဲခူးအတင်ကလည်းလူစုံထုတ်မလာမဲ့အပြင်လက်ကျန်ပွဲတွေကလည်းအရှိမကြီးတော့တာကြောင့်ဒီပွဲကတော့ညီမလေးတို့ပဲနိုင်သားဖို့များနေပါတယ်။အတင်းစလုံးပြန်လည်တင်ကိုတွေကိုလည်းမြင်ရဖို့ရှိနေတဲ့အတွက်ညီမအဝင်ကြီးနေနေကတော့ပရိသတ်တွေရဲ့အချိုးကိုမျှော်ပြီးဂိုးဘော်တီးဖို့ပဲတိုက်တွန်းလိုက်ချင်ပါတယ်။အစိုးရကြီးပြည်အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။